တိုးဝက်စမ်းကြည့်ပြီးရောက်နိုင်ဖို့ခက်ခဲလို့ ਨੇ Google App ပေါ်ကနေရာများကမ္ဘာပေါ်မှာလူတွေသိမ့်မသိသေးတဲ့ Google App ကနေပဲမြင်တွေ့ရတဲ့နေရာတွေအများကြီးရှိပါတယ်။အဲဒီနေရာတွေကနန်းနေစမ်းကြည့်ပြီးတော့ Android များလုံးနာဒါမှမဟုတ်တားမြစ်နေမိတွေဖြစ်နေတာကြောင့် Local Line သွားပြီးကြည်နိုင်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ဒီထက်ကမှအစမ်းကြည့်ဆုံးတဲ့အထူးခြားဆုံးနေရာတွေကိုဒီဗီဒီယိုလေးနဲ့အတူပြောပြပေးသွားပါမယ်။အားလုံးပဲမင်္ဂလာပါ။ဘာမှစမ်းများကနေတင်ဆက်နေတာဖြစ်ပါတယ်။နံပါတ်1ပွန်စကီမီတောင်ဝ ပထမဆုံးနေရာကတော့ရုရှားဆိုင်ဘီးရီးယားရဲ့နက်ရှိုင်းနဲ့တိုင်ကာတောနယ်ကြီးထဲမှာတည်ရှိနေတဲ့ဘွန်စကီမီတောင်ဝါလို့ခေါ်တဲ့ထူးဆန်းတဲ့မြေမျက်နှာတွင်မြင်ပဲဖြစ်ပါတယ်။ဒီမီတောင်ဝါကအမြင့်ပေ130အကျယ်ပေ920လောက်ရှိပြီးထုံချောက်တွေနဲ့ပဲအပြည့်အဝဖွဲ့စည်းထားတာပါ။လုံခဲ့တဲ့နှစ်ပေါင်း250လောက်ကစတင်ဖြစ်ပေါ်ခဲ့တယ်လို့ခန့်မှန်းရပြီးဗဝင်းကျင်ကတစ်ပင်တွေနဲ့ဝေးရာမှာတည်တံ့တည်ရှိနေပါတယ်။ဒေတာကန်အဖန်တီလူမျိုးတွေကဒီနေရာကိုဘလူတေးရဲတို့ရဲ့နေရာလို့ယုံကြည်ပြီးဘသူမှအနာကိုမကဲရဲခဲ့ကြပါဘူး 1949ခုနှစ်မှာပထမဆုံးသူတည်တည်တူစတင်ရောက်ရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဒီနေရာကိုသွားရောက်ဖို့စ조사ရင်းအသက်ဆုံးရှုံးခဲ့ရပါတယ်။အဲဒီနောက်ပိုင်းဒီနေရာကိုသွားဖို့စ조사နေတဲ့သူတွေလည်းဒီလိုအဖြစ်ဆိုးကိုပဲထတ်ကြုံခဲ့ရတာပါ။အထူးခြားဆုံးကတော့2005ခုနှစ်မှာသူတည်တည်ဂျန်နီဗော်ရော့ဆိုသူကမီးတောင်ဝါနဲ့၃မိုင်အကွာအရက်မှာရုတ်တရက်မေးလဲပြီးဆုံးပါသွားခဲ့တာပါပဲ။သူ့ရဲ့ရုပ်လောင်းကိုပြန်တွေ့ခဲ့ပေမဲ့ဓမြတိုက်ခံရတာဓာတ်ရောင်ကြီးတင်တာမျိုးတွေမတွေ့ရတဲ့အတွက်ဒီမီးတောင်ဝါနဲ့ပတ်သက်ပြီးထင်ကြီးတွေအမျိုးမျိုးဖြစ်လာခဲ့ပါတယ်။ မီးတောင်ဝါလို့ခေါ်ပေမဲ့ဂျိုမားတစ်ခုခုနဲ့တိုင်းမီတာမျိုးမဟုတ်တယ်လို့ပုံတရံကလည်းဘလို့မှမီးတောင်ဝါနိုင်မတူပါဘူးအဲဒါကြောင့်တချို့ကတန်းငွေပေါက်ကွဲလို့ဖြစ်ခဲ့တာဆိုပြီးယူဆခဲ့ကြပါတယ်အဲ့ဒီနေရာနဲ့ပတ်သက်ရင်တခြားထူးခြားမှုတွေလည်းရှိပါတယ်ဘဝဉဏ်ကတစ်ပင်တွေကတာမန်တစ်ပင်တွေထက်အရွယ်စားပိုကြီးမားနေတာပါပဲအဲ့ဒါကချာနိုဘိုင်းနျူကလ িয়ার တပောင်းဖို့ပေါက်ကွဲမှုဖြစ်ခဲ့တော့ကအခြေအနေမျိုးနဲ့ဆင်တူနေပါတယ်ဒါပေမဲ့အဲ့ဒီနေရာကဓာတ်ရောင်ကြီးတင်းမှုတွေမရှိတာကြောင့်စဉ်းစားရခံနေတာပါ ဒါကြောင့်ဒီနေရာရဲ့မူလဆင်းမြစ်ကိုဘယ်သူမှထိထိကျကျမသိကြသလိုဘာလို့ဘဝဝင်ခြင်းကတစ်ပင်တွေကိုထူးဆန်းတဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေတယ်လဲအနာဂတ်လူတွေကိုဘာလို့ဒုက္ခတွေပေးတယ်လဲဆိုတာဒီနေ့အထိအဖြစ်မထွက်သေးပါဘူးဒီနေရာကိုသွားဖို့ကအနည်းဆုံးမျိုးနဲ့ယာနဲ့ချီတဲ့မိုင်ပေါင်းများစွာဝေးတယ်လို့လမ်းတွေလည်းလုံးဝမရှိတာကြောင့်လက်တွေသွားဖို့ဆိုတာမဖြစ်နိုင်လောက်အောင်ခက်ခဲနေပါတယ်နံပါတ်1ဘာဟောင်တွင်းနဲ့ကြည်နောက်တဲ့နေရာကတော့အရေးမင်းနိုင်ငံရဲ့အေမဟာရာတဲကန္တရာထဲမှာရှိတဲ့ဘာဟောင်တွင်းနဲ့ကြည်ပါပဲ ဒီတွင်းထက်ကြီးကအကျယ်ပေတရာလောက်ရှိပြီးဖြစ်ပေါ်နေတဲ့အဝိုင်းပုံစံကလူလောက်ထားသလားလောင်ထင်ရပါတယ်။ဒဲကနရရဲမှာလဲလဲသွားလာနေတဲ့လူတွေကဒီတွင်းထက်ကြီးကနေဆိုးရွားတဲ့အနမ်းသက်တွေထွက်လာတယ်လို့ပြောကြပြီးဒီတွင်းကြီးဘလောက်နဲ့လဲဆိုတာဘသူမှမသိခဲ့ကြပါဘူး။2021ခုနှစ်မှာတော့စွန်လားရှာပွေသူတို့ကဒီတွင်းထိုက်ကြီးတွေကိုပထမဆုံးအကြိမ်ဖြစ်စဉ်သက်ဝင်ရောက်နိုင်ခဲ့ပါတယ်။အထက်မှာတော့နှစ်ထောင်ပေါင်းများစွာကလေးကပြုတ်ကျတိတ်ဆုံးနေတဲ့ Trace and တွေရဲ့အယိုးစုတွေအပြင်အမကန်လှိုင်ကူစနစ်ကြီးတစ်ခုကိုပါတွေ့ရှိခဲ့ပါတယ်။ အနက်က P360 ရှိတယ်လို့တီးခဲ့ရတာပါဒါပေမဲ့2021နောက်ပိုင်းမှာတော့ဘယ်သူမှဒီအတွင်းထဲကိုဝင်ရောက်နိုင်ခြင်းမရှိတော့ပါဘူးဒီနေရာကဆစ်ဖြစ်နေတဲ့နိုင်ငံရဲ့လူသူအရောက်ပေါက်မရှိတဲ့နေရာမှာရှိနေတာကြောင့်ရောက်ဖို့အန်ဒရယ်များတလို့ထွင်းထဲမှာဝင်ငင်ကလေးကအသက်အန်ဒရယ်စိုးရင်ရတဲ့နေရာတစ်ခုဖြစ်နေတာကြောင့်ပါပဲ။အဲဒါကြောင့်ဘသူမှစတန်ထွင်းမှုမကြိုးစားကြတော့ပါဘူး။နံပါတ်3 Lightsoft ရဲ့ဂျန်9ပွင့်ပုံစံဒီနေရာကိုတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက Google App အသုံးပြုသူတအုပ်ကတွေ့ရှိခဲ့တာပါ။ သူတွေ့ခဲ့တဲ့နေရာကတော့ကာဇက်စတန်နိုင်ငံလိုင်စောမြို့အနီးမှာဖြစ်ပါတယ်။ဒီကျဲပွင့်ပုံတရံကြီးကအရန်ကြီးမှပြီးအကျဲပေ12200ကျော်ရှိတဲ့အတွက်ပထမဆုံးရှာဖွေတွေ့ရှိသူလဲအံ့ဩသွားခဲ့ရတာပါ။နောက်ပြီးအဲဒီကျဲပွင့်ပုံစံကလည်းနတ်ဆိုးဖြစ်တဲ့စေတံကိုကိုစားပြုတဲ့ပုံစံမျိုးဖြစ်နေပါတယ်။အဲဒါကြောင့်လူတွေကြားမှာအဲ့ဒီအကြောင်းကပိုအာယုံစိုက်ဆရာဖြစ်လာခဲ့ပါတယ်။တကယ်တော့အဲ့ဒီနေရာကအနည်းဆုံးမျိုးနဲ့၁၂မိုင်လောက်တော့ဝင်နေတာပါ။မြေပုံပေါ်မှာတော့တောအုပ်ဆိုပြီးဖော်ပြထားပါတယ်။ ဒီအရာမကျေပွင်ကြီးနဲ့ပတ်သက်ပြီးအမျိုးမျိုးသော theory တွေလည်းရှိကြတာပါတချို့ကတော့အဲ့ဒီကျေပွင်ကြီးကဆိုဗီယက်ခေတ်ကဒီဇိုင်းထုတ်ထားတဲ့ဘန်းညံဟောင်းကြီးရဲ့အကျွင်းအကြံဖြစ်မယ်ဆိုပြီးခံမှန်းကြပါတယ်ဒါပေမဲ့လူမရှိတဲ့တောထဲမှာဘာလို့ဘန်းညံဆောက်ရမှာလဲဆိုတဲ့မေးခွန်းတွေကိုတော့ရှင်းပြနိုင်ခြင်းမရှိခဲ့ပါဘူးအဲဒါကြောင့်လူမရောက်တဲ့တောထဲမှာဒီကျေပွင်ပုံစံကြီးကဘာလို့ရှိနေတာလဲသူရဲ့ရွယ်ချက်အစင်မှန်ကဘာဖြစ်မလဲဆိုတာကိုဒီနေ့ထိဘသူမှအတိအကျမသိကြသေးပါဘူးနံပါတ်၄တဲကန်နရာတွေကကက်ဆာဒရာခန်တက် အယ်ဂျီးရီးယားနိုင်ငံရဲ့ဆာဟာရာဒဲကန်နယ်ယာအလဲတက်တက်မှာအီယာမဒုံးတက်ခံတက်ကြီးတစ်ခုတည်ရှိနေပါတယ်။အရာကတော့ဂါဆာဒရာလို့ခေါ်ကြတာပါ။အဲဒီခံတက်ကကမ္ဘာပေါ်မှာအလျောဝတ်ဆုံးအဆောက်အုံတစ်ခုဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဘသူကတည်ဆောက်ခဲ့တာလဲ၊ဘယ်အချိန်ကတည်ဆောက်ခဲ့တာလဲ၊ဘာကြောင့်တည်ဆောက်ခဲ့တာလဲဆိုတာဘသူမှမသိလို့ပါပဲ။ဒီခံတက်ရဲ့ပြည်သူ့ကပုံစံကအရန်ထူကြပြီးအနည်းဆုံးအဆောက်အုံတွေနဲ့ဆိုရင် မိုင်30ကျော်ဝေးလာပါတယ်။ပြီးတော့အဲဒီအဆောက်အုံတွေရဲ့လက်ရာတွေနဲ့လဲလုံးဝကွဲပြားနေတာပါ။ ခန္ဓာကြီးအတွင်းမှာဂျိုးလူမျိုးတွေရဲ့တင်ဂေတာတွေအမျိုးမျိုးကိုတွေးရတာကလေဒီခန္ဓာကြီးရဲ့လျှို့ဝှက်စမ်းချက်မှုကိုပိုပြီးအားဖြည့်ပေးနေပါတယ်။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီဒေတာကဂျိုးလူမျိုးတွေနဲ့လုံးဝမဆိုင်နေလို့ပါပဲ။ဒီနေရာကိုရောက်ဖို့ဆိုရင်လေရင်ဒါမှမဟုတ်ခန္ဓာရသုံးလေးပိန်းဆိုင်ကတနည်းအားဖြင့် ADV နဲ့ပဲသွားလို့ရနိုင်ပါတယ်။ဒါပေမဲ့တဲကနာရရဲ့အပူချိန်လွန်ကဲမှုနဲ့အထီးကျန်ဆမ်းမှုတွေကြောင့်အရိခကြီးကအယံအန်ဒရယ်များလိုနေတာပါ။နံပါတ်5နျူကလ িয়ার စတူရီယမ်မိုင်း ီနေရာကတော့ American New Mexico ပြည်နယ်မှာရှိပြီး Google ကအသုံးပြုသူတဦးကပဲရှာတွေ့ခဲ့တာပါ။ဒါဟာတမိုင်ဘက်လေစတူရန်ပုံသဏ္ဍာန်ဖြစ်ပြီးနမိုင်ကျဲတဲ့ Polygon ပုံစံနဲ့မြေထဲမှာတည်ရှိနေပါတယ်။ဒီနေရာကလျှို့ဝှက်ချက်အရမ်းများတဲ့ White Sand ဒုံးမြန်ဖြစ်လို့ရေစခန်းထဲမှာရှိပြီး American စစ်တပ်က Nuclear ပုံစံတပ်ဖို့အတွက်အသုံးပြုတဲ့နေရာလေးဖြစ်နေတာပါ။အဲဒါကြောင့်စေဘဆိုင်ရာခွင့်ပြုချက်ရထားတဲ့သူတွေပဲသွားခွင့်ရှိပြီး များပြည်သူအတွက်လုံးဝပိတ်ထားတဲ့နေမီဖြစ်တာကြောင့်လူအများစုအတွက်တော့ဒီနေရာကိုအနီးကပ်မြင်တွေ့ရဖို့ဆိုတော့လုံးဝမဖြစ်နိုင်ပါဘူး။နံပါတ်6ဘူဖတ်ကျွန်းဘူဖတ်ကျွန်းကတော့ကမ္ဘာပေါ်ကလူနေထိုင်တဲ့နေရာတွေနဲ့အဝေးကွာဆုံးကျွန်းဖြစ်ပါတယ်။တောင်အဒလန်တိတ်သမုဒ္ဒရာအလယ်မှာရှိနေတာကြောင့်ပါပဲ။အနည်းဆုံးလူနေထိုင်ရာနဲ့မိုင်1400ကျော်ဝေးပြီးအနည်းဆုံးကုန်းမြေဖြစ်တဲ့အန္တာတိကတိုင်းနဲ့တောင်မိုင်1000လောက်ဝင်နေပါတယ်။အဲဒီကြောင့်ကနော်ဝေနိုင်ငံရဲ့နယ်မြေဖြစ်သတ်မှတ်ထားပေမယ့် တကယ်တမ်းကွာဝေးကတော့နော်ဝေးနဲ့မိုင်ပေါင်း6400လောက်ဝေးကွာနေတာပါကျွန်းရဲ့သွေးမြေလက္ခဏာကတော့ရေခဲဖုံးနေတဲ့ရိုးရိုးကြောက်တောင်တစ်ခုပါပဲဒါပေမဲ့အဲ့ဒီမျက်နှာပြင်အောင်မှာတော့ဘယ်အချိန်မဆိုးပေါက်ကွဲနိုင်တဲ့ရှင်သန်နေစဲမီးတောင်တစ်လုံးရှိနေပါတယ်နောက်ပြီးဒီကျုံးမမထွေးရတဲ့တက်ရှိဆိုလို့ပင်လငှက်တွေနဲ့ပင်ကွင်းငှက်တွေပဲရှိနေတာပါဒီကျုံးပတ်လေကလိုင်းတွေကကဘာပေါ်မှာအကြီးမားဆုံးနဲ့အကျန်းတန်းဆုံးထဲမှာပါဝင်ပြီးတခါတရံပေ80ကျော်တိရှိတတ်ပါတယ်။ဒါကြောင့်တင်မောရီစိုက်ကပ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ ရောက်နိုင်တဲ့တခုတီးသောနီလန်းကရဟယင်နဲ့ပဲဖြစ်ပြီးဒါကလည်းအလွန်အန္တရာယ်များတဲ့ခရီးစဉ်တစ်ခုဖြစ်နေပါတယ်။တချိန်ကဒီဂျွန်နီမှာလျှော့ဝက်ဆန်းကျတဲ့အတက်ကလေးတစ်စင်းတွေးခဲ့ရပေမဲ့လေပေါ်ပါလာတဲ့သူတွေကိုတော့ဘယ်တော့မှရှာမတွေ့ခဲ့ပါဘူး။နမခွန်အေယာမပြင်မှတ်အလုံးမရှိပဲအားရနေတဲ့ Google ရဲ့အသုံးပြုသူတအူးကနေပါတာတဲ့ကန်နေရတဲ့ကအကျယ်ပေးတထောင်ကျော်ရှိတဲ့အေယာမပြင်မှတ်ပုံကြီးကိုတွေ့ခဲ့ရပါတယ်။အဲဒီနေရာကအနည်းဆုံးမျိုးနဲ့93မိုင်ဝေးပြီးသွားနိုင်တဲ့လမ်းလေမရှိနေပါဘူး။ နောက်ပြီးဘယ်လိုဆက်ဖြစ်စီရီနဲ့ဒီပြင်မှတ်ကိုဖန်ပြီးခဲ့လဲဆိုရဲအထောက်ထားတွေကိုလည်းရှာမတွေ့ခဲ့ပါဘူးအဖွဲ့အစည်းတစ်ခုကလျှော့ဝက်ပြီးလုံသွားခဲ့တဲ့ပုံစံမျိုးပါပဲခံမမှုတွေအရဒါဟာအမေရိကန်စစ်တပ်တပ်ဆင်ထားတဲ့နေရာတစ်ခုဖြစ်နိုင်တယ်ဆိုတာပါပဲရည်ရွယ်ချက်ကတော့နျူကလ িয়ার ဘုံးစမ်းတပ်ဖို့ဒါမှမဟုတ်လေရင်တွေတုံးညီပြစ်လေးခြင်းဖို့ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်နောက်ထပ် theory တစ်ခုကတော့ဂျိုးတူတွေကိုချိန်ကြီးဖို့အတွက်အသုံးပြုတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ် ဒါပေမဲ့လူသူမဲ့ဒေတာနဲ့ကန့်သက်ထားတဲ့စီးရင်နဲ့မြေထဲမှာဖြစ်တာကြောင့်ဒီနေရာကိုဘသူမှနင်းနီးကက်ကက်သွားမကြည့်နိုင်ပါဘူး။အဲဒါကြောင့်ဒီအရာရဲ့ရည်ရွယ်ချက်အစ်စ်ကဘာလဲဆိုတာကိုလည်းဘသူမှဖော်ထုတ်နိုင်ခြင်းမရှိခဲ့ကြပါဘူး။နံပါတ်၈ဂိုဘီတဲကန်နေရာတွေကမြင်းများကမ္ဘာအကြီးဆုံးတဲကန်နေရာတွေကတခုဖြစ်တဲ့တရုတ်နိုင်ငံဂိုဘီတဲကန်နေရာတွေမှာ Google ရဲ့အသုံးပြုသူတွေကထူးဆန်းပြီးစိတ်မချမ်းမိစရာကောင်းတဲ့အရာတွေကိုတွေ့ရှိခဲ့ကြပါတယ်။အထူးခြားဆုံးကတော့အဲ့လိုထူးဆန်းတဲ့မြင်းကြောင်တွေပါပဲ။ ဒီမြင်းတွေက2005ခုနှစ်မှာပထမဆုံးပေါ်လာခဲ့ပြီးတမိုင်ကျော်အထိရှည်လျက်ရပါတယ်။အနီးနားမှာတော့လမ်းကြောင်းအမှတ်သားတွေနဲ့ဆင်တူတဲ့ပိုပြီးထူးဆန်းတဲ့မြင်းကြောင်းတွေကိုတွေ့ရပြီးဒါတွေက9မိုင်နီးပါးအထိရှည်လျက်ရပါတယ်။ဒါအပြင်အရာဝတ္ထုတွေစဝိုင်းပုံစံစီစဉ်ထားတာကိုလည်းတွေ့ရပြီးအရိစဝိုင်းရဲ့အလဲပဟိုမှာတော့တိုက်လေရင်တွေလည်းရှိနေပါတယ်။ဒီအရာတွေအလုံးနေနေကက်ကက်တည်ရှိနေတာကဆေဘတ်ဆိုင်ယာနေရာတစ်ခုဖြစ်တယ်လို့ညွှန်ပြနေပါတယ်။ဒါပေမဲ့ဒီရွယ်ချက်မရှိပုံရတဲ့မြင်းကြောင်တွေကဘာအတွက်လဲဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူး။ ဒီမြင်းတွေကဒုံကြီးပြစ်ခတ်မှုရဲ့အကျိုးသက်ရောက်မှုကိုတိုင်းတာဖို့ဖြစ်နိုင်တယ်ဆိုပြီးတချို့ကယုံကြည်ကြပါတယ်။တချို့ကတော့တရုတ်နိုင်ငံရဲ့တချို့ဒရုန်းတွေဒါမှမဟုတ်စောင်းကြီးဂျိုတိုတွေကိုချိန်ညှိဖို့အသုံးပြုတာဖြစ်နိုင်တယ်လို့ယူဆခဲ့ကြတာပါ။ဒါပေမဲ့တရုတ်ဆိုရကဒီလိုကိစ္စမျိုးကိုအရင်လျှော့ထက်တာကြောင့်အပြင်းအထန်ကိုတည်ရဖို့ဘယ်တော့မှဖြစ်နိုင်မှာမဟုတ်ပါဘူး။နံပါတ်9 Infinity Gate ပေါ့ထူးဆန်းတဲ့ဒီပုံတရံကတော့ American California အရှေ့ပိုင်းတဲကန္တာရမှာတွေ့ရပါတယ်။ ဒါအလွန်ကတဲ့နေအနေငယ်ကလူအများကြီးမှပြန့်နှံ့သွားခဲ့ပြီးအချို့ကအစိုးရကအသုံးပြုတဲ့လျှို့ဝှက်ဂိတ်ပေါက်တစ်ခုဖြစ်နိုင်တယ်လို့တောင်ယုံကြည်ခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ China Lake Sea Scan နဲ့အရန်ဒီကနေလို့ပါပဲ။ဒါပေမဲ့ဒီပုံစံရဲ့ဘေးမှာရှိနေတဲ့လှေတစင်းကတော့အပြေကိုညွန်ပြနေပါတယ်။ဒါစစ်တပ်ကရင်းနေပြတ်မှတ်လေးချင်းဖို့အတွက်အသုံးပြုတာဖြစ်နိုင်ပြီးစစ်သားတွေရေထဲကိုဒါမှမဟုတ်ရေထဲကနေပြတ်ခတ်လေးချင်းဖို့ခွင့်ပြုထားတဲ့နေရာဖြစ်ဖို့များပါတယ်။နံပါတ်10ရေခဲဖုံးနေသောတင်မော ်ဂူဂယ်ရဲ့အသုံးပြုသူတအူးကကဘာပေါ်မှာအထူးကျန်ဆုံးတိုက်ကြီးဖြစ်တဲ့အနာဒီကတိုက်ကမ်းရိုးတန်းအနီးကထူးဆန်းတဲ့ရှားပွေတွေ့ရှိမှုကိုပြုလုပ်ခဲ့ပါတယ်။အလားကတော့ရေခဲတွေဖုံးလွှမ်းနေတဲ့အလျာပေ400ရှိတဲ့တင်မောကြီးတစ်စင်းလိုပုံတံတန်ပါပဲ။တချို့ကတော့ဒါကတင်မောပုံစံဖြစ်နေတဲ့ရေခဲတုံးတစ်ခုသာဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့အနာဒီကကိုသွားတဲ့ခရီးစဉ်အများပြားကဘေးအန်ဒရွိုက်နဲ့အဆုံးသတ်ခဲ့တာကြောင့်ဒီတင်မော့သီယိုရီကိုဘယ်သူမှလုံးဝပယ်ချလို့မရသေးပါဘူး။ဒီနေရာကလူသူအရောက်ပေါက်အရန်နေတဲ့အတွက်ဘယ်သူမှသွားရောက်စစ်ဆေးနိုင်ခြင်းမရှိသေးပါဘူး။ ခွင့်ပြုချက်မရှိဘဲအနာဒိကတိုက်ကိုလေရင်နဲ့ဖြစ်စေတင်မောနဲ့ဖြစ်စေသွာလာတာကဥပဒေနဲ့မလွတ်ကင်းပါဘူး။ဒါကြောင့်အဖြစ်အထိကြသီးခွင့်ရဖို့ကလည်းမဖြစ်နိုင်ခဲ့ပါဘူး။နံပါတ်7ပျောက်ဆုံးနေသောလေရင်2014ခုနှစ်မလာတော့ကမလေးရှားလေကြောင်းလိုင်းကခရီးသည်228ယောက်နဲ့လေရင်တွင်ဝန်ထမ်း12ယောက်ပါတဲ့လေရင်တစ်စင်းကမလေးရှားကနေတရုတ်ကိုပြန်တန်းရင်းပျောက်ကွယ်သွားခဲ့ပါတယ်။ဘာကြောင့်ပျောက်ဆုံးသွားခဲ့တယ်လဲဆိုတာဒီနေ့အထိလုံးဝမသိရသေးပါဘူး။ 2024ခုနှစ်မှာ Iron Wisin ဆိုသူတအူက Google Ads ရှိရှိနေတော့ Cambodia တောနယ်ကြီးထဲမှာဒီပုံကိုတွေးခဲ့ရပြီးဒါဟာပျောက်ဆုံးနေတဲ့မလေးရှားလေရင်ဖြစ်မယ်လို့ယုံကြည်ခဲ့ပါတယ်။အဲဒါကြောင့် Iron နဲ့သူ့အကို Jackie တို့ကလေရင်ကိုရှာဖွေဖို့ Cambodia ကိုခရီးထွက်ခဲ့ပေမဲ့ Donald ကအရန် Andrew များလွန်လာကြောင့်လေရင်ကိုရှာမတွေ့ပဲလှည့်ပြန်ခဲ့ရတာပါ။အာနာပိုင်တွေကတော့အရာကိုပျောက်ဆုံးသွားတဲ့မလေးရှားလေကြောင်းလိုင်းလေရင်ဖြစ်တယ်လို့မယုံကြည်ကြပါဘူး။ဘာလို့လဲဆိုတော့လေရင်ပိုင်းစားတွေကိုမာဒါဂတ်စတာနဲ့တန်ဇန်နီးယားခရိုရန်တွေမှာတွေ့ခဲ့ရလို့ပါပဲ ဒါပေမဲ့လေရင်ဆက်သွယ်ပြတ်သွားချိန်မှာကမ်ဘောဒီးယားလေပိုင်နက်ပေါ်ပြန်တန်းနေကြတာဖြစ်သလိုပျောက်ဆုံးသွားတဲ့လေရင်က Boring 777အမျိုးအစားဖြစ်ကအလျား242ပေလောက်ရှိပါရင်ကမ်ဘောဒီးယားတောနဲ့ထဲကလေရင်အရွယ်နဲ့ဆိုရင်အထူးကြနှိဘကိုကန်ကြီးနေတာပါမလေးရှားလေရင်မဟုတ်ဘူးဆိုရင်လည်းဘယ်လေရင်ဖြစ်မလဲဆိုတဲ့မေးခွန်းတွေရှိလာခဲ့ပါရင်ဒါပေမဲ့ဘယ်သူမှအဲ့ဒီအတွက်အဖြေကိုမပေးနိုင်ခဲ့ပါဘူးကမ္ဘောဒီးယားအစိုးရကလည်းအဲ့ဒီနေရာကိုသွားပြီးစစ်ဆေးတာမျိုးမရှိခဲ့တာကြောင့်လူတွေကလည်းဒုလောဒုလောဖြစ်ပြီးပေါ်ထူးဆန်းကုန်ကြတာပါ နမတ်စနစ်ဆာဟာရမျက်လုံးမော်ရီတန်နီးယားနိုင်ငံမှာရှိတဲ့ဆာဟာရမျက်လုံးလို့ခေါ်တဲ့မြေမျက်နှာသွင်ပြင်ကတော့အခုတွေ့ရတဲ့အတိုင်းအကြီးကြီးဖြစ်ပါတယ်။ဘယ်လောက်တောင်ကြီးလဲဆိုရင်မိုင်30လောက်ရှိနေတာပါ။မျက်လုံးပုံစံနဲ့လည်းတော်တော်တူနေပါတယ်။အဲဒီပုံကအရန်ကြီးလွန်းတာကြောင့်အာကာသတွေကကြည့်ရင်ကောင်းကောင်းမြင်နေရတာပါ။ဒါပေမဲ့လူကိုယ်တိုင်သွားကြည့်ရင်တော့တိတာမှမဟုတ်ပါဘူး။ပြောတာပြောရပေမဲ့အရင်နေရာကိုလူကိုယ်တိုင်သွားကြည့်ဖို့ကလည်းလုံးဝမလွယ်လာပါဘူး။ဒီနေရာကကမ္ဘာပေါ်မှာအပူဆုံးနေရာတစ်ခုဖြစ်တဲ့ဆာဟာရာဒေသခံနေရာထဲမှာရှိနေလို့ပါပဲ ပြီးတော့အန်ဒရယ်မြားလုံးရဲ့တဲမွန်တိုင်းတွေကလည်းအချိန်မရွေးတိုက်ခတ်နိုင်ပါသေးတယ်။တချို့ကတော့အလာကဒဲကနေရတဲ့ကမီတောင်ဝါဖြစ်မယ်ဆိုပြီးခံမှန်းချက်ထုတ်ခဲ့ကြတာပါ။ဒါပေမဲ့အထောက်ထားပြဆိုရင်တော့ဘသူမှမရှင်းနိုင်တော့ပဲလိုဝက်စမ်းကြတဲ့နေရာအဖြစ်ကျန်ရှိနေပါရီ။နံပါတ်73အေယာမခြေရာပုံစံအမေရိကန်ယူတာပြည်နယ်မှာရှိတဲ့ဒီကျောက်ကြီးကအေယာမခြေရာကြီးတစ်ခုနဲ့ဆင်တူနေတာပါ။အရွယ်ကလည်းအရန်ကြီးမားတဲ့အတွက်အာကာတာဒဲကနေတော့မြင်နိုင်ပါရီ။ ဒီနေရာကိုရောက်ဖို့ဆိုရင်လေးရက်ကြာအန်ဒရယ်များတဲ့တောင်တက်ခရီးကိုသွားရမှာပါကျေးမြောင်မိအန်ဒရယ်များတဲ့ကြောက်တွေကိုဖြတ်တန်းရတယ်လို့ရုတ်တရက်ရေးကြီးတာမြေပြိုရာတွေကလည်းမကြာခဏဖြစ်လေရှိပါရင်စွန်သားရတာကြိုက်ပြီးရဲရင်တဲ့လူတချို့ကတော့ဒီနေရာကိုအရောက်သွားခဲ့ပူကြပါရီဒါပေမဲ့အရင်နေရာကိုသွားဖို့ကြိုးစားရင်အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေကလည်းမနေလှပါဘူးတခုခုဖြစ်လာရင်ကယ်ဆယ်ရေးအဖွဲ့တွေအချိန်မီရောက်နိုင်ဖို့ကလည်းမလွယ်လှပါဘူးအဲဒါကြောင့်ဒီနေရာကအသက်ဆုံးပြီးသွားရမယ့်နေရာတစ်ခုဖြစ်မှတ်တမ်းတင်ထားခဲ့ပါရီ ဒီနေ့ပြော်လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်